ငလင်းကြောင့်ထိခိုက်ခဲ့တဲ့ပြမနာမျိုးမဇေးကြီးအသစ်ပြန်လည်တည်ဆောက်မဲ့ကာလမှာယာယီဇေးကိုရန်ကုန်မန္တလေးလမ်းဟောင်းအနီးမှာရှိတဲ့အောင်မင်္ဂလာဝင်းအတွင်းဖွင့်လှစ်မယ်လို့သိရပါတယ်။နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာရှိတဲ့ငလင်းတန်းကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့ပြမနာမျိုးအမှတ်၁မျိုးမဇေးနဲ့စက်ပြိုးရင်းနဲ့မွေးမြူရေးသိပ်ပံပြမနာတို့ကိုနာဆောက်ကဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကြီးစုစစ်ဆေးခဲ့တာပါ။ နာဆာကဒူဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တွေဟာမန္တလေးငလင်ကြီးနဲ့နောက်ဆက်တွဲငလင်တွေကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့တဲ့ပြင်းမနာမျိုးအမှတ်၁မြို့မဈေးမှာရှိတဲ့ပြိုကျပျက်စီးခဲ့တဲ့အဆောက်အဦအအဆောင်နဲ့ဘီအဆောင်နေရာတွေမှာတက်မတော်သားတွေနဲ့ပူပေါင်းအဖွဲ့ဝင်တွေပရဟိတအဖွဲ့ဝင်တွေကဖေရှားရှင်းလင်းနေမှုထိခိုက်မှုအနည်းငယ်သာရှိတဲ့ဈေးအဆောက်အဦစီအဆောင်နဲ့ဒီအဆောင်မှာရှိတဲ့ဆိုင်ကန်းတွေရဲ့ကြန့်ခိုင်မှုအခြေအနေတွေကိုလိုက်လံကြည့်ရှုစစ်ဆေးပြီး ်သက်ဆိုင်ရာတာဝန်ရှိသူတွေကိုလိုအပ်တာတွေလမ်းညွှန်မှာကြားခဲ့တယ်လို့သိရပါတယ်။ပြည်မနာအမတ်တမျိုးမဆေးဟာ1995ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီးမြေအေက၄3.305အေကကျင်းဝန်းပြီးဈေးအဆောက် O A B C နဲ့ D အဆောင်တို့ကဆိုင်ကန်းပေါင်း1369ခန်းရှိတဲ့အနက်ငလင်တန်းကြောင့် A အဆောင်နဲ့ B အဆောင်တို့ကဈေးဆိုင်ကန်းပေါင်း393ခန်းပြည့်စည်သွားတယ်လို့သိရပါတယ်။ ဒါပြင်ထိခိုက်မှုအနည်းငယ်သာရှိတဲ့ဈေးအတွင်းကအဆောက်အဦစီအဆောင်နဲ့ဒီအဆောင်မှာရှိတဲ့ဆိုင်ကန်းတွေကိုအခွန်ကင်းလွတ်ခွင့်နဲ့ဆက်လက်ရောင်းချခွင့်ပြုထားကြောင်းမြို့မဈေးကြီးအသစ်ပြန်လည်တည်ဆောက်မဲ့ကာလမှာပြည်မနာမြို့နယ်ရန်ကုန်မန္တလေးလမ်းမဟာအနီးမှာရှိတဲ့အောင်မင်္ဂလာဝင်းအတွင်းယာယီဈေးဖွင့်လှစ်ရောင်းချသွားမှာဖြစ်တယ်လို့သိရပါဗျာ။